။အိုးမင်းဘာမှမလုပ်ဘူးလား။ဟိုးဟုတ်တာပဲ။အခုဟာမင်းအရင်ကလိုချုပ်တင်ကြစီတာနေမှာမဟုတ်တာ။ထိုးချင်းဂျင်ဆောင်းစိတ်ထဲမှာတော့ဒါကရိုးရိုးစိတ်ဆွမ်းရနဲ့ချုပ်ရုံပဲ။အခု तू လှုပ်ချင်တာကိုလှုပ်ခွင့်ပေးလိုက်ရင် तू ဂျင်နဲ့မှာပါ။ तू နာကြည့်လည်းမကြခင်လာတော့မှာ။အဲ့တော့ဒါကဘာမှမဟုတ်ဘူး။လို့သွေးပြီးငင်းခန့်နေပါလေ။တီကောင်ကတော့ဟူဟဲ့အောင်လေမင်းတို့ခေါင်းဆောင်ကလှည့်စားမှုတွေမရှိရင်ဘာမှမဟုတ်ဘူးဆိုတာနားလိုက်ပြီလားအမိုက်ကောင်လေလို့ audio တော့ဂျင်ဆောင်ဖွဲ့ဝင်တွေကအာခေါင်းဆောင်ငါတို့ခေါင်းဆောင်ကိုလှုပ်လိုက်กว่าတီကောင်လိုခေါင်းရလို့ပြောတော့တီကောင်က ဟာဒါဆိုဘာလို့မင်းတို့ဘာသာလာမကြတာလဲဆိုပြီးခနဲ့တော့ဂျင်းဆောင်အဖွဲ့ဝင်တွေကကဲဖို့အတီးလာကြပါတယ်ဒါကိုမြင်နေရတဲ့ဂျင်းဆောင်ကစိတ်ထဲကနေအိုးမဟုတ်ဘူးဒါပေမဲ့သူထစ်ချင်တာကိုလောက်ခိုင်းလိုက်ရင်သူ့ခါသူထောက်သွားမှာပါလို့သွေးကခြေသိမ့်နေပါတယ်တိုးတော်လေဂျင်းဆောင်အဖွဲ့ဝင်တွေကတော့တီကောင်ရဲ့တိတ်တာကိုခံလိုက်ရပြီတီကောင်က မင်းတို့ဒီလောက်တောင်အားနေတယ်ဆိုရင်ငကိုကလေးကဖုံးကွယ်ထားတဲ့နယ်ဆိုတာသိထားတဲ့လို့ပြောတော့ဂျင်ဆောင်ဖွဲ့သားတွေကငါတို့ကအဲ့လိုနေခဲ့တာပါပဲဒါပေမဲ့ငါတို့ခေါင်းဆောင်ကတော့ကွဲကြရတယ်သူမှတ်မိချင်မှမှတ်မိမှာဆိုပေမဲ့တຽງကီရောင်ဂင်ဆက်ရုံကိုခေါင်းမပေါ်ခေါ်ခဲ့တဲ့နေ့ကငါလည်းအိမ်မှာရှိနေခဲ့တာအာဘာလဲဟာအဲ့တုန်းကငါမှာထိချင်းမှုတွေယူနှံ့မှုတွေခိုင်မာမှုတွေနဲ့တည်နေခဲ့တာခေါင်းဆောင်ကသူတို့ကိုရက်လိုက်တော့ငါကအဆင့် F မှလို့ငါတို့ထပ်ပူဆိုးတယ်လို့ထင်ခဲ့တာ ဟုတ်တယ်ငါငါလည်းအိမ်မှာရှိနေခဲ့တာဒါပေမဲ့ငါမှားသွားခဲ့တယ်ပက်ကီယောင်ရဲ့အကြမ်းဖက်မဲ့အစီအစဉ်ကိုလိုက်နာခဲ့တဲ့ငါတို့လို့မဟုတ်ပဲခေါင်းဆောင်ကတူတူကိုရက်တိခဲ့တာအဲ့ဒါကြောင့်ခေါင်းဆောင်ကငါတို့ရဲ့အများကြီးပူတာတဲ့အံ့ဩစရာလူပဲဆိုကအတိလာနေကြပါတယ်တီကောင်ကတော့မင်းတို့ဆက်ကရိုက်နေရလားအဲ့ဒါကြောင့်လည်းဥပမာတစ်ခုတေချာယူသင့်တယ်လို့ပြောနေတော့ကျင်းဆောင်စိတ်ထဲမှာမှားသွေးနေခဲ့တာကငါပဲသူတို့ကိုလက်မလျှော့ဖို့ပြောခဲ့တဲ့သူကလည်းငါပဲ ငါတို့အခုတိုက်ခိုက်လိုက်ရင်အဆင့်တစ်စိတ်ရဖို့ကမထင်နိုင်တော့ဘူး။တစ်စိတ်ကငါလိုချင်တဲ့အရာဖြစ်ပေမဲ့အဲ့တစ်စိတ်တွေကငါ့ရဲ့ဇွန်မီအဖွဲလိုချင်တဲ့အရာမဟုတ်ဘူး။ဇွန်မီအဖွဲကအရှုံးမပေးချင်တာ။ပြီးတော့သူတို့ကိုတောင်းလေးဖို့ပြောခဲ့ကြတယ်ငါပဲ။ငါကတော်တော်အသုံးမချတာပဲ။ထိုးရကိုညင်းနဲ့တီကောင်ကဟူးအဲ့ဒါကိုညင်းရတာပထမဆုံးအချိန်မဟုတ်ပေမဲ့လေတကယ်အားနဲ့လည်းစိတ်ဆွမ်းရပါပဲ မင်းကအချုပ်ခံထားရတာကိုအဲ့ဒါနဲ့မလုပ်နိုင်မှမလို့လေလို့ပြောတော့ကျင်းဆောင်ကအခန်းတစ်ဆယ်စုံပြီးအဖွဲတွေနားထောင်ကြမင်းတို့ရဲ့အစိတ်ဆွားနဲ့ပဲတိုက်ခိုက်ရင်မင်းတို့ဒီရုံးစရာကောင်းတဲ့အင်းဆက်လူကောင်းမျိုးကိုနှိမ်နေနိုင်မှာမဟုတ်ဘူးလို့ပြောတော့တီကောင်ကငါကမင်းကိုတော်ရုံဝဲအပြစ်ပေးမလို့ကိုမင်းကအခုထားဖောက်နေရတယ်ပေါ့ဆိုကအာထက်တော့နိုင်ပြီမဲ့ကျင်းဆောင်ကမင်းကမင်းရဲ့စိတ်ဆွားမှာပေါ့အများကြီးမှုခိုးနေပြီးတော့ကိုကိုကိုပဲအထင်ကြီးပြီးစိုးသွမ်းနေတယ်ပေါ့ဟမ်ဒါပေမဲ့မင်းကလေ့ကျင့်မှမလုပ်တာအင်းဆက်ကောင်ရဲ့ မင်းကိုတိုက်ဖို့မိုက်တဲ့စိတ်ဆောင်ရတော့မလို့ဘူးလူလေးကောင်မင်းရဲ့ခန္ဓာကြီးကဘာလို့မင်းချက်တော့ကလည်းအမိုက်ပဲအာအာနားတယ်နားတယ်နားကျင်မှုကိုဘလို့တိခံရမလဲဆိုတာမင်းမသိသေးဘူးပဲချစ်ယုံလေးပဲချစ်လိုက်တာပါကွာအပူတွေလုံးမနေနဲ့တော်တော်ပါတော့ငါတောင်းပန်ပါလေမင်းကိုတတ်သိမရှိတဲ့ကောင်ကအာမင်းတို့လည်းစိတ်ဆောင်မတုံးပဲကိုယ်အစွမ်းစားနဲ့ကိုယ်သူ့ကိုတိုက်ခိုက်နိုင်ပါလေအာပြီးတော့ဥပမာပေးရလို့ကြားရသလိုပဲဟုတ်လား အမ်ဒီလောက်ကြီးနဲ့မူးလေသွားတဲ့လူကညစကကြီးစကကြီးနဲ့အဲအခုအိတ်ဒီကအမ်အင်းဆက်လာဘာပဲဖြစ်ဖြစ်ဒီကောင်းတဲ့တူတူလာတဲ့သူ့တငယ်ချင်းတွေကရောဘလူတွေလဲမင်းတို့ငါရှေ့ရအမိုက်ပုံကြီးကိုဖယ်ပေးလို့ရမလားထို့နောက်မနက်ခင်းကိုရောက်ရှိလာပြီးဂီယောင်းကတီးနေပါတယ် ခြီးပဲအဲ့မိုက်ကောင်အလှည့်ကြီးပဲလို့ပြောနေရင်ဟမ်ဒီကောင်ကြီးကပါလေဟာအဲ့အမိုက်ကောင်နောက်လိုက်ရင်တီးလက်တစ်ဘက်ကိုရောက်လာတာလားဟမ်သူတို့ကလည်းအကိုအမိုက်ကောင်တွေပဲထင်တယ်လို့တွင်းနေတယ်မှာလေထိုချိန်ကြီးနေကြတဲ့ senior တွေတွေကကျွန်တော်အေးကြီးကအဲ့ဒါအဲ့လိုပြီးသွားတာပေါ့လေ့ကျင့်စစ်တာကျွန်တော်နံပါတ်9ကရောဘလို့လဲလို့မေးတော့ကျွန်တော်မမကငါသူတို့ကိုပုံမှန်အခြေအနေတင်ရအောင်လုပ်ပြီးနိုင်အောင်လေးပဲဒါပေမဲ့သူစိတ်တန်ရတွေအများကြီးရခဲ့တော့လေ့ကျင့်ရေးကိုပြန်လာဖို့ခက်လိမ့်မယ်အခန်း30ကကလေးတွေအကြိုက်ခံရတာကိုလည်းကုသပြီးနိုင်အောင်လေးပဲရှိတယ် ဲ့ဒါကြောင့်ចောင်းသားတွေကိုအတိအဝါကိုခံရည်ကြည့်ကြည့်အောင်မလုပ်ပေးနိုင်ခဲ့ဘူးအဲ့တော့ဒီနေ့ကလေးတွေပြန်မှန်းလိုက်မယ်ထို့နောက်စီနီယာဆောင်းဟိုကလေးကျင်စစ်သားကျောင်းနံပါတ်300ဟုတ်ကဲ့ပါမင်းကိုငါဘာလို့ခေါ်လဲသိလားဟုတ်ကဲ့ဒီအချိန်လေးကြောင့်မင်းကိုမထုတ်ပြပေးမယ်အမှတ်လျှော့မယ်ဟုတ်ကဲ့လေးကျင်စစ်သား300မင်းကအစင်တစ်ထည့်ခဲ့ပေးမယ်အခုမင်းကိုအမှတ်လျှော့ပြီးတဲ့နောက်မှာအခုမင်းစင်းက300ပဲ ါပဲအခန်း30အဖွဲအခန်းမကိုရွှေ့ကြလို့အမိတ်ပင်းရင်ထွက်သွားပါတယ်။ဂျင်းဆောင်ကတော့စိတ်ထဲမှာငါအထုတ်ခံရတာကိုရှောင်းလိုက်နိုင်ပေမဲ့အခုငါပိတ်ချီဖြစ်သွားကြပြီ။အင်းကဲပါလေဒါကစီနီယာနဲ့တူနာကြီးလို့ငါ့ကိုကာကွယ်ဖိထားလို့ပဲဖြစ်မယ်လို့တွင်းနေပေမဲ့သူ့အဖွဲဝင်တွေကတော့နီးပြဒါကညားလို့နဲ့နီးပြကိုထိခဲ့တာကိုမကြဘူးလား။အခန်းတကကောင်တွေကကျွန်တော်တို့ကိုအရင်တိုက်ခဲ့တာပါ။ကျွန်တော်တို့ခေါင်းဆောင်အေးမှားလို့ကြောနံပါတ်300ကကျွန်တော်တို့ကိုကာကွယ်ပေးခဲ့ရုံမှာလို့ဝိုင်းကြောပေးကြပေမဲ့စောင်းကတော့အခန်း30တိတ်တိတ်နေပြီးတာအခန်းမကိုရွှေ့ကြလို့ဒါအမိတ်ထပ်ပေးပါလား။ ို့တော်လည်းခေါင်းဆောင်ထီလို့မခံမရနိုင်ဖြစ်နေကြသေးတဲ့အဖွဲ့သားတွေကိုခေါင်းဆောင်ကြီးဆောင်ကပဲစိတ်လျှော့ဖို့ပြောရတယ်မှာတယ်ထို့နောက်ဆောင်ကဆက်ပြီးအခန်းသစဲမင်းတို့အမိတ်နာခံဖို့ညှိဆိုတဲ့အတွက်အကုန်အမှတ်လျှော့ခံရမယ်လူထပ်မိတ်ပြီးတော့အဖွဲ့တွေကဒုတဲ့ဥကမဟုတ်သေးဘူးဒါဆိုကျွန်တော်ထွက်မယ်ဒါကပါလေငါတို့ဒီမှာဘလောက်ပဲအကောင်းဆုံးလုပ်လို့တခြားလူတွေအတွက်ကြံငေးပေးတဲ့လူအနည်းခံတွေပဲဖြစ်မှာဆိုကတစိတ်ကိုဆွဲထုတ်လိုက်တော့ဆောင်ကစိတ်တူသွားပြီးအခန်းသစဲအကုန်လုံးလူထပ်မိတ်ပြီးပါတယ်ဒီတော့ချင်းဆောင်တို့အကုန်လုံးကဟုတ်ခဲ့ပါ လို့တန်တရားကြီးထုလိုက်ကြပြီးနောက်ဆောင်းကပတ်ချင်ဆန်းလို့ထပ်မံခေါ်လိုက်ပါတယ်ပြီးတော့အကုန်လုံးကခေါင်းဆောင်ကိုလာဆိုကကြောင်းနေကြပါတယ်ဂျင်းဆောင်ကတော့အပြစ်ဒဏ်အနေနဲ့ထိုက်ထိုးနေရင်ကအခန်းတစ်စိကလူကုန်ငါတို့ပြစ်ဒဏ်ကိုတရားစင်းစားသုံးသပ်ကမယ်လို့အော်ဒီယိုတော့ဖွင့်ထားတယ်ကခေါင်းဆောင်ငါတို့ခေါင်းဆောင်ကအကုန်လုံးထပ်ပူဒေါတာထွက်နေတဲ့ပုံပဲလို့ပြောရင်ငါတို့လည်းအကြည့်ပေးတာကိုလက်ခံကြမယ်ဆိုကဂျင်းဆောင်နဲ့အတူလိုက်လုကြပါတယ်ဆောင်းကတော့ဒါကိုကြည့်ရင်အခန်းတစ်စိမင်းတို့ဒေါတာထွက်ကြလား ားမဲ့တောက်ကြနေနေလေမှာတောက်ကြလိချင်းတစ်ခုလုံးမှာအမှန်များဆုံးရတဲ့အရာခံပိုးတွေကိုစိတ်ဆွမ်းကတုတ်ချင်းစစ်ပွဲစီစဉ်ထားတယ်။အော်အဲ့မှာတရားကြ။မင်းတို့ကိုယ်တိုင်တက်တည်ကြကြ။မင်းတို့ကတခြားလူတွေအတွက်ကြံခင်းပေးတဲ့လူတွေမဟုတ်ကြအောင်တက်တည်ကြကြလို့ပြောတော့အကုန်လုံးကတွေးကြွလာပြီ။ဟုတ်ကဲ့ပါ။ဟိုပြန်ပြောကြရင်ဒီပိုင်းလေးတော့ဒီမှာပဲပြီးဆုံးသွားပါပြီ။ချင်းဆောင်တို့စုံမီအဖွဲ့ဗာဆက်တင်မလဲဆိုတာကိုတော့နောက်ပိုင်းလေးမှာဆက်တွေ့ပါမယ်။အားလုံးပဲကျေးဇူးပါ။